ာမင်စေးကိစ္စကိုရွေးချက်ရှိရှိနဲ့လုပ်ခဲ့တာမဟုတ်ကြောင်းလညာဖော်ဆန်းနဲ့စစ်ဆေးရမှာအောင်မြင်ခဲ့တဲ့မူတွေပရိသတ်များအလုံးမဲ့မင်္ဂလာဝတ်များဘလူးလိုင်းယွန်ကင်းကနေပြန်လဲကြိုဆိုလိုက်ပါရီဒါမင်စေးပြဒနာကြောင့်ဘောလုံးကစားခွင့်ပြေပြင်ခံထားတဲ့ချက်စီကစားမှမိခိုင်လိုမူတွေကသူနေနဲ့ဒါမင်စေးကိုတမင်ရွေးချက်ရှိရှိနဲ့တုံးဆဲခဲ့တာမဟုတ်တဲ့အကြောင်း ်တက်တည်ပြဖို့အတွက်ကြိုးစားနေခဲ့ရမှာအခုဆိုရင်တော့ line detector လို့ခေါ်တဲ့စက်ကိုအသုံးပြုပြီးတော့လင်ညာမှုဆိုင်ရာစစ်ဆေးခြင်းအောင်မြင်ခဲ့လို့သိရပါတယ် line detector test ကတော့ American ပြည်ထောင်စုမှာလူကြိုက်အများဆုံးသောလင်ညာမှုဆိုင်ရာစမ်းသပ်စစ်ဆေးခြင်းတစ်ခုဖြစ်ပါတယ်ခနာကိုရဲကမလူလာအပ်တဲ့ဒီဝါကံမဖြစ်စဉ်ပြောင်းလဲမှုတွေကိုအထူးပြုလုပ်ထားတဲ့ကရိယာတစ်ခုနဲ့ဒိုင်းတာမှုတွေပြုလုပ်တာဖြစ်ပါတယ်အဓိကအပြင်တော့နှလုံးခုန်လုံးသေးပေါင်ခြင်းအသက်ရှူခြင်းချွေးထွက်ခြင်းနဲ့ရေပြားတွေကစီးဝင်မှုတို့အပါအဝင်ဇီဝကံမဆိုင်ရာနိုးကြားမှုကိုတိုင်းတာပါရီ ကရိယာနဲ့စံသက်စင်မှာတကယ်လို့လင်ညာပြောဆိုမှုတွေပြုလုပ်တဲ့အခါမှာကွဲပြားတဲ့ဇီဝကံမဆိုင်ရာတုံ့ပြန်မှုတွေဖြစ်ပေါ်လာနိုင်မှာဖြစ်ပါသည်။ဒါပေမဲ့ဒီကိစ္စမှာအောင်မြင်ခဲ့တာနဲ့တင်မှုတွေအနေနဲ့ဘလုံးပွဲတွေပြန်ကစားခွင့်ရရှိနိုင်တော့မယ်လို့ယတိပြက်ကောက်ချက်ချလို့တော့မရသေးပါဘူး။အသက်24နှစ်အရွယ်ချက်စီကျဲဝင်ကစားမကမက်ထိုနီယန်လို့ခေါ်တဲ့တားမြစ်စီတုံဆွဲထားကြောင်းစစ်ဆေးတွေ့ရှိခဲ့ရတာကြောင့်ဘလုံးကစားခွင့်ကနေဆိုင်းငင့်ခံထားခဲ့ရပါသည်။မက်ထိုနီယန်ကိုနှလုံးသွေးကြောနဲ့အောင်ကျော်ဆိုင်ရာရောဂါတွေကိုကုသမှုတွေမှာအသုံးပြုပါသည်။အဲဒီပြင်တော့အရှိအဝါမှာရှိတဲ့အချို့နိုင်ငံများမှာ အုံနောက်လေပတ်မှုဆိုင်ရာပြဿနာတွေကိုကုသဖို့အတွက်မက်တိုနီယန်ကိုအသုံးပြုပြီးတော့စိတ်ခံစားချက်ကိုမြင့်တင်ရင်မော်တာယောဂလက္ခဏာများမူဝေခြင်းနဲ့ပြူအန်ခြင်းတို့ကိုတိုးတက်ကောင်းမွန်စေချောင်းစေပညာရဲ့ဆိုင်ရာအစီရင်ခံစားတွေကဆိုထားပါသည်။အာဂဇာသမားတွေအနေနဲ့မက်တိုနီယန်ကိုစမ်းဆောင်ရင်မြင့်တင်နိုင်မှုအတွက်အာဂဇာသမားတွေကအသုံးပြုတတ်ကြတာဖြစ်ပါသည်။ ါကအကစားဆိုင်ရာမှာမတမရနီလန်းနဲ့ချင်းကပ်ဖို့ကြိုးစားတာဖြစ်တယ်လို့ကမ္ဘာတမျိုးစီများတိုက်ဖြတ်ရေးအေဂျင်စီကသတ်မှတ်ခဲ့ပြီးလုံးဝမတုံ့ဆွေရဘူးလို့2016ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာပဲစီကံသတ်မှတ်ခဲ့တာဖြစ်ပါရီမိုရီကအဆိုပါမက်ဒိုနီယန်ဆေးကိုအသုံးပြုခဲ့တယ်လို့စီစေးချက်မှာတွေ့ရှိခဲ့ရတာကြောင့် ဘောလုံးကစားခြင်းကနေဆိုင်ငံ့ခံထားရတာဖြစ်ပါရီမူတေကတော့သူစီမှာအပြစ်မရှိတဲ့ကြောင်းတက်တည်ပြမယ်ဆိုပြီးဂျိန်ဝါထားပြီးမြေပြီးကြတဲ့နှစ်နိုမာလာကလေးကချယ်စီအသင်းရဲ့လူစင်းတဲကနေချန်လက်ခံထားခဲ့ရတာဖြစ်ပါရီလက်ရှိချိန်မှာတော့စစ်ဆေးချက် A ရဲ့အဖြေကိုသာသိရှိရသေးပြီးတော့ B စင်ထပ်မံစစ်ဆေးမှုရဲ့အဖြေကဘယ်လိုရှိလဲဆိုတာမသိရှိရသေးပါဘူးမူတေရဲ့အသင်ဟောင်းဖြစ်တဲ့ရှက်တာဒိုနဲ့ရဲ့အကြီးအကဲတူဖြစ်သူဖောကင်ကတော့မူတေကအရီတာမစ်စစ်ကိစ္စမှာသူအနေနဲ့အပြစ်ကင်းတဲ့အကြောင်းတက်တည်ပြနိုင်မှုအတွက် ညီလန်းပေါင်းစုံနဲ့ကြိုးစားလှုပ်ဆောင်နေရလို့ပြောကြပါရီဒီကြောင့်လည်းပဲသဘောပေါ်ကင်က ီမွေးရေးစေပြနာပေါ်ပေါက်လာစဉ်ကလေးကကျွန်တော်တို့နဲ့မူတွေ့စကားရအများကြီးတောက်လျှောက်ပြောထားကြပြီးပါပြီ။သူရဲ့ရှင်းနေတွေကလည်းသူစီမှာရွေးချက်ရှိရှိနဲ့အမားရည်နေလောက်ခဲ့တာမဟုတ်တဲ့အကြောင်းတတိပြနိုင်မှုအတွက်ကိုစန်းညံစန်းရှိသမျှကြိုးစားပေးနေကြတာပါ။လက်ရှိမှာတော့ဘီနမူနာရဲ့အရာလက်တွေကိုကျွန်တော်မသိရသေးပါဘူး။ဒါကသူစီမှာအပြစ်ရှိရလို့ယတိပြတ်တတ်မှတ်လို့မရသေးတဲ့အနေအထားဖြစ်ပါရီ။မူတွေ့အတွက်အရာအလုံးကအကောင်းဆုံးဖြစ်ပါစေလို့ဆုတောင်းပေးပါရီ။သူက professional ပြီးသားတဲ့ကစားမတယောက်ဖြစ်ပြီးတော့အရန်တော်တဲ့သူပါ။သူ့ကိုကျွန်တော်တန်းတန်းများကာကွယ်ပေးသွားရမှာပါလို့ ထုတ်ဖော်ပြောကြားထားပါရီကျွန်တော်တို့အနေနဲ့လည်းမူတည်းတယောက်ဆွဲချက်တွေကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေကြောင်းဆန္ဒပြုဆုတောင်းလိုက်ရပါရီပရိသတ်များအနေနဲ့ကရောမူတည်းကိုဆွဲချက်တွေကနေကွင်းလုံးကျွလွတ်မြောက်ပြီးတော့ချက်စီချာစီနဲ့အမြန်ဆုံးမြင်ကျင်ကြပြီလားဆိုတာပြောပြပေးသွားကြပါဦးမြောင်မိမတို့ရဲ့ရင်ထဲကဆန္ဒတွေကိုကွန်မန့်မှာရေးပေးသွားလို့ရပါရီအစုံရိလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်မြောင်